ယွာနမေဒီကဇေယအိုယွာဟုအမိတွင်လေသည်အင်ဂျေတရာကျော်ရှိသည်ယွာတယွာလည်းထသည်လေယာမီစိုက်ပြူးရင်းညင်မွေးမြူရေကိုအဓိကထားပြီးလုတ်ကင်သည်ယွာလည်းထသည်တရက်ဘိုယွာအုတ်ချုပ်သည် သူကြီးနမေမှာဥညီကူဖြစ်သည်တဘောလဲကောင်းအပြိုးလဲကောင်းသလောက်စေတနာ တိတ်ကောင်းသည် သူကြီးတူဦးဖြစ်သည်ယွာသူယွာသားများအပေါ် တန်းလူညီများထားကဆက်ဆံတက်လေသည် ထို့ကြောင့်သူကြီးဥညိပူအားဇရက်အိုရွာမူရွာသူရွာသားများကချစ်ကြောက်ယိုသေးကြလေသည်ဇရက်အိုရွာ၏မြောက်ဖက်တွင်တော့တတွင်တွင်စီးစင်းနေသည့်ချောင်းတစ်ခုလည်းရှိလေသည်ဇရက်အိုချောင်းဟုအများကခေါ်ဆိုကြလေသည်နှစ်စင်ဘွာဇိုလာရောက်တိုင်းဇရက်အိုချောင်းထဲမှာလူတယောက်အမြဲရင်နှစ်တည်ဆုံးတက်လေသည် ိဘများလည်းဝါဇိုလအရောက်တိုင်းသားသမီးများအားဇရက်အိုချောင်းတို့မတွားရန်လူငယ်များအားအမြဲတတိပေးကြလေသည်လူကြီးများတတိပေးနေသည့်ကြားကပဲဝါဇိုလအရောက်တိုင်းဇရက်အိုချောင်းတဲ၌လူတယောက်အမြဲရည်ညွတ်သေဆုံးကြပြန်သည်ဝါဇိုလအရောက်တိုင်းလူစားတတ်သည့်ဇရက်အိုချောင်းကြီးထဲ၌သေဆုံးသွားသည့်ဝိညာဉ်များ မိမြအထီရှိလိမ့်မည်မသိနိုင်ကြတော်စင်ပိုးနှင့်ဥခင်ရဲတို့လင်မယာတာဖုထုကြော်ကြော်အားရှင်ပြုပေးရန်အတွက်အလုရှုပ်နေကြလေသည်ချက်ရဲပြုတ်ရဲအတွက်စီမံရအိမ်ကိုလာသည့်ဆွေမျိုးများကိုလည်းဧကန်ရလူအပ်သည့်ပစ္စည်းများအားထွက်ဝယ်ရဖြင့်မအားလက်နိုင်ကြပေတာကြော်ကြော်ဗျာမင်းလာပါဦးအမေတို့သားကိုမာစရာရှိတယ်ဟုတ်ဘာမှမလဲအမေ ဒီလိုသားရဲ့ရှင်ဖြူတို့မဲ့လူတယောက်ဟာအဆဆအယယာတတိထားရတဲ့သားရဲ့အမြင့်တူလဲတက်မစော့ရဘူးမိတွေချောင်းတွေစီကိုလဲတွားပြီးရေမစော့ရအောင်နော်တကြလားဟုတ်အမင်းတားတိပါတယ်ဗျာအေးတားတင်တိပါပဲလျှောက်မသွားနဲ့နော်သားရဲ့မသွားပါဘူးအမေရစေဖို့ညီသားကအချောပဲဤညီသားကြီးလာရင်ရွာထဲကမိန်းကလေးတွေဝိုင်းဝိုင်းလဲနေတော့မှဖတ်အေတူသားဆိုတော့ဒီလောက်တော့ရှိမှာပေါ့မတင်အောင်ရင် နင့်တို့ညင်းမိသွေးကဲမိုးချုပ်ပစ်တယ်လို့ထင်နေမှာပေါ့ခင်ရဲ့ဟာခမရပါတိလို့လေညို့မှုချောတာဗျာညို့ချောတိချောညင်းဘဒုမလိုက်မမီဘူးနော်ခမရအလူအိမ်နိုင်တဝါဝါတဟာဟာဖြင့်ပွဲစုနေတော်သည်မနှက်ဗျာအလူကြီးနေနော်တာအမေမထားတာမမေ့နဲ့မမေ့မှာကိုအမေရစိတ်ချပါမိမရတာကတိတဲ့လိမပြီးသားပါကွာအထူးတလဲဖြောနေဖို့မလိုပါဘူးကျုပ်ကမိခင်လေတော့ဝါနဲ့လွယ်ပြီးမွေးထားရတာဆိုတော့စိုးရင်ပူပန်တက်တာပေါ့ရှင် ပြီးတော့အခုဟာကဝါဆိုလာကြီးချောင်းကလည်းအခုတိလူစားတန်မကြားရသေးတော့အတွက်စိတ်ပူမိတယ်လေမင်းပြောမှငါလည်းတတိရယ်ချောင်းကလူစမစားသေးဘူးကွာအခုဟာကဝါဆိုလာဆိုတော့တတိတော့ထားရမယ်အဲ့ဒါကြောင့်ပြောတာပေါ့ရှင်ကြော်ကြော်တယောက်အလူလာသည့်ရွှေမျိုးများထဲမှကလေးတယောက်နဲ့အတူဆော့ကစားနေလေသည်ကြော်ကြော်ဘာလဲရှိသူငါလေ မင်းတို့ရွာကချောင်းမမြင်ဘူးလို့ငါ့ကိုလိုက်ပြပါလားကွာဟာမပြပါဘူးအမေကတေချာမှာထားလေအဲ့ဒီချောင်းကိုမတွားရဘူးတဲ့လူစားလဲခံရလိမ့်မယ်တဲ့ကြောကြောကလည်းကွာငါကအလူပြီးရင်ပြန်ရတော့မှာကွာငါမပြန်ခင်မင်းတို့ရွာချောင်းကိုကြည့်ကျင်လို့ပါကွာနော်နော်အေးဒါဆိုပြီးရောကြည့်ုံမဲကြည့်နော် ရေထဲမဆင်းရဘူးဂရိပေးတယ်ရေထဲမဆင်းဘူးကွာအေးပြီးရောငါအမေကိုဘူးထော်အိမ်ထွားမယ်ဆိုပြီးလိန်ပြောလိုက်မယ်အမှန်တမ်းပြောလိုက်ရင်လွတ်မှာမဟုတ်ဘူးကွာအေးဟုတ်တယ်ဟုတ်တယ်မြေငန်းသွားပြောကြည့်ကွာကြော်ကြော်လဲအိမ်ထဲဝင်လာခဲ့တယ်တယောက်အိမ်ထဲ၌အလုတ်ရှုမိခင်ဖြစ်သူဒေါ်စိန်ပူတအူးနာအေးပါလေတာတာ ဘူထော်အင်းခဏသွားချင်လို့အမိကလာပြောတာဘာလို့ဖို့သွားမှလဲသားရဲ့တာသူ့ကိုမနှက်ခံအလူလာဖြစ်အောင်သွားပြောမလို့စီသူရောလိုက်မှာဗျာအေးအေးပြီးရောမြန်မြန်သွားမြန်မြန်ပြန်လာခဲ့ကြားလာတာဟုတ်အမေကြော်ကြော်လဲမိခင်အားလိန်လေခွန့်တောင်းပြီးစီသူနဲ့အတူရွာအပြင်သို့ထွက်လာခဲ့သည်ဟာချောင်းပြင်ကြီးကအကျယ်ကြီးမှကွာ လူလိုက်တာကြည်စမ်းတို့စီမာဒီလိုမရှိဥကြော်ကြော်ရဟုတ်လားငါတို့ရွာရဲ့ချောင်းလေလှသလောက်ကြောက်ဖို့ကောင်းလေကွာကြောက်စရာမရှိပါဘူးကြော်ကြော်ရဟာဟိုမှာငါလေးတွေကြော်ကြော်မင်းမြင်လားဘယ်မှာလဲစီသူရငါတို့မမြင်ပါဘူးဟိုချောင်းအဆက်မှာလေကွာလာလာငါပြမယ်ဟာဟေးကောင်စီသူမတော်နဲ့လေဟာဒီကောင်တော့ စွရအချင်းရောသွားနေလာပဲကြော်ကြော်လဲစီသူနောက်မှာပြေးလိုက်လာခဲ့သည်ဂျေစီသူကရေထဲမှာငားများအားလက်ခုပ်နှစ်ဖက်ဖြင့်လိုက်လံဖမ်းဆီးနေလေသည်စီသူအပေါ်ပြန်တက်ခေတော့ရေစီးကတန်နေတယ်ကွာငငားလေးတကောင်လုံးဖမ်းကျင်းလို့ပါကွာခဏလေးပါမင်းငါ့ကိုဂတိပေးထားရေသေးမစင်းပါဘူးလို့လာပါအပေါ်ပြန်တက်ခေစီသူစီသူ ကြောကြောစကားအားစီသူဘအဖက်မလုပ်ဘဲငားကိုသာရောက်အောင်ဖမ်းနေတော်သည် စီသူတယောက်ချေချွာကြီးရေထဲလဲကျသွားတော်သည်ကြောကြောလဲချောင်းသေးပြေးစင်က စီသူအားဆွဲထားလေသည်ချော်ကျသွားသည့်အရှိန်နှင့်ချောင်းရည်အစီတန်မှုကြောင့်စီသူတယောက်ချက်ချင်းပြန်မထနိုင်ပဲရှိနေသည်ကြောကြောက စီသူလက်အားဆွဲထားလေသည်စီသူတရိထားငါလက်ကိုဆွဲထားစီသူငါကိုကဲပါအောင်ကဲပါအောင်ကြောကြောဟာဟိတ်ကောင်စီသူ ငါကိုအတင်းဆွဲမထားနဲ့လီငါပါရေနစ်လိမ့်မယ်ကြောက်အားလန့်အားချင်းအတင်းဆွဲကုတ်ထားတဲ့တည်းကျော်ကျော်တယောက်ရေထဲပြက်ကျသွားတော့သည် စီသူကရေတိမ်ပဲဟောက်သွားပြီးကျော်ကျော်မှချောင်းရေစီးနေအတူမျောပါသွားလေသည်ကျော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 ်ကဲပါအောင်ကဲပါကျော်ကျော်တယောက်ရေထဲတွင်နစ်လိုက်ပေါ်လိုက်ဖြင့်မျောပါနေလေသည် စီသူလည်းငဲထန်ပေါအောင် အော်ဟစ်ပြီးအကူကြီးတောင်းလေသည်ကဲကြပါအောင်ကျွန်တော်တကယ်ချင်းရေနစ်နေလို့ကဲကြပါအောင် ရင်နစ်လို့ဆိုပဲအေးကွာငါလည်းကြားလေလာသွားကြရောဇရတ်အိုချောင်းနန်ဘက်မှဖြတ်သွားသောရွာသားနှစ်ယောက်ကကြားသည့်သဖြင့်အတင်းပြေးလွားကရောက်လာကြသည်ဦးလေတားသင်ငယ်ချင်းရင်နစ်လို့ကဲပေါင်းအေးငါလူဆဲထားလဲမယ်မဲကအိမ်ပြန်ပြီးသူ့မိဘတွေကိုသွားအကြောင်းကြားချေဟုတ်ကဲ့စီသူလဲရွာတဲ့ပြေးပြီးပြန်လာခဲ့တော်သည်အန်တီစိန်ပုဦးလေးခင်ကြီးကြော်ကြော်ချောင်းရီတယ်မျောပါသွားလို့ဟင်းဘာပြောလဲ ငါသားချောင်းရည်တဲ့မျောပါသွားလို့ဟုတ်လားဟုတ်ဟုတ်တယ်တားကိုကဲ့ညင်းကြောကြောရည်တဲ့အမလီဖြစ်မှဖြစ်ရလေငါသားလေးလှုပ်လှုပ်ပါအောင်ကိုရခင်တားတားလေးရည်နေလို့တဲ့လာလာငါတို့လှိမ့်သွားကြအောင်တားလေးရဲ့တားလေးဦးခင်အေးတို့လင်မယားနေသူအလူအိမ်တွင်ရှိနေကြသောဆွေမျိုးများလဲဇရက်အိုချောင်းရှိရသူပြေးလာကြသည်တရင်ကြသည့်ရွာသူရွာသားတွေလဲရွာလုံးကျောချောင်းဆက်သူလိုက်လာကြလိမ့်မည်ရင်ငုတ်ကျွမ်းလဲ့သူတွေ ရေထဲဆင်းပြီးလိုက်ရှာကြဟိဟုတ်ကဲ့ယွာလူကြီးဇရအိုးယွာသားများလည်းချောင်းထဲဆင်းပြီးရေငုတ်ရှာကြလေသည်ချောင်းရေမြင့်တက်နေသည့်အချိန်ကာလထွေးသဖြင့်ရေစီးလည်းတန်ပေသည်ထို့ကြောင့်ရင်တမာမတ်နှင့်လိုက်လံရှာဖွေနေကြသည် အချိန်တတော်ကြာသည့်အထိကြော်ကြော်အားရှောင်မတွေ့ကြပေမိဘများနှင့်ဆွေမျိုးများလည်းမျက်ရည်ဆက်လက်ဖြစ်ကမျောလင်းတကြီးဖြစ်နေရလေသည်ဟာတွေ့ပြီရောတွေ့ပြီဟာတွေ့ပြီတဲ့ ရွာသားတယောက်ကချောင်းအစွန်းအဖျားကနေကြောကြောအလောင်းအားတွေ့သဖြင့်ပွဲ့ချီလာသည်။ဒါတားလေဖြစ်မဖြစ်ရလေတားရဲ့အမလီမနေ့ဖြန်အလူပွဲကိုတားမရှိပဲနဲ့ဘလို့လောက်ရတော့မလဲတားရဲ့ကြောကြောတားအတန်တန်မှားထားတဲ့ကြားကနေဖြစ်ရတဲ့လို့ကွာတားကြောင့်ကြောကြောတေးရတာတားကြောင့်တေးရတာမဟုတ်တာစီသူရဦးလေးတို့တားကအခုလို့ဖြစ်ဖို့ပါလာတာကိုကွာတားရဲ့ ရှင်လောင်းမှုစီဝုဒ်မီမင်းကြီးစီဂျင်ဒါဝါအခုတော့ဘလို့ဖြစ်ကုန်ပြီလဲตาရဲ့ဟင်းမစိမ့်ဘူးမစိမ့်ဘူးလေတတိမိတ်သွားတာပဲလောက်ကြပါအောင်ဟာလူတွေဝိုင်းအုံမနေကြနယ်လေတတိလဲအောင်လောက်ကြပါဟာသားသောဖြင့်တတိမိတ်မိတ်လဲသွားစီဒေါ်စိမ့်ဘူးအာတတိအောင်ဖြူစုပေးနေကြသည်ရွာသူရွာသားများလဲဥခင်အေးတို့မိသားစုအဖြစ်ကိုကြည့်ပြီးမျက်ရည်ကျနေကြသည် သားမရှိသည့်အလူရှင်လောင်းမရှိသည့်အလူပွဲကြီးကတော့ ရက်ဆက်စွာပျက်စီးသွားခဲ့ပြီလေအစာဝါသွမ်းသည့်ဇရအိုချောင်းကြီးကတော့သူမဟုတ်သည့်အတိုင်းလှပြီးစီးစင်းနေစမြဲပင်ပြီးပါပြီစ조사လည်းရပါနောက်ပဲဆက်လက်ပြီး조사နေပါမယ်အောင်တူဝမ်လာရောက်နားဆင်ဖြစ်တော့တူဦးတယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါနေခင်ဗျာ